ဖုံးချပြီးကလေးနဲ့ကစားပေးပါလို့ဘာလို့ကျွန်တော်တောင်းဆိုရတာလဲမင်္ဂလာပါခင်ဗျာကျွန်တော်ကလေးထုကူဆရာဝန်တဦးအနေနဲ့နေ့စဉ်နဲ့အမျှမိဘများစွာကိုတွေ့ဆုံနေရပါတယ်ကလေးတွေရဲ့ကိုယ်လေးချိန်အရက်အမြင်ကာကွယ်ဆေးတွေကသာစစ်ဆေးတာမဟုတ်ပါဘူးမိဘနဲ့ကလေးကြားကဆက်ဆံရေးရဲ့အရေးသွေးကပါအကဲဖြစ်ပါတယ်တခါတည်းရံမှာမိဘတွေကိုကလေးနဲ့ဖုံးချပြီးအတူတူမိနစ်20ပဲကစားပေးပါလို့တိုက်တွန်းပါတယ်ဒီလိုပြောရတဲ့အကြောင်းရင်းကတော့ ဒါဟာအကြံဉာဏ်တသက်မဟုတ်လို့ပါပဲ။ဒါဟာတိတ်ပတ်နေကြအခြေခံတဲ့ကလေးဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်ဖြစ်နေလို့ပါပဲ။ကလေးတွေဟာကစားရင်းနဲ့တင်ယူကြပါတယ်။ဒါပေမဲ့ဘလို့တင်ယူလဲ။တင့်မျက်လုံးထဲကချစ်ချင်းမြတ်တာတင့်အတန်းကနှွေးထွေးမှုနဲ့တင့်ရဲ့အာယုံဆိုင်မှုအဖြစ်ကိုခံစားရင်းတင်ယူတာပါ။ဖုံးတဝက်ကလေးတဝက်နဲ့အာယုံဆိုင်တာဟာကလေးရဲ့အုံနောက်ကိုငါ့ကိုအပြေအဝဂရုမစိုက်ဘူးလို့အချက်ပြနေတယ်လို့ပါပဲ။ screen time တစ်ချက်ချင်းမြင့်တာချင်း love time ကပိုအရေးကြီးပါတယ်တနေ့တာရဲ့စိတ်ဖိစီးမှုတွေအလုပ်တွေကြမှာကလေးကိုအချိန်ပေးဖို့ဆိုတာခက်ခဲမှန်းကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ကလေးအတွက်တနေ့တာရဲ့အကောင်းဆုံးကာကွယ်ဆေးဟာမိဘရဲ့မြတ်တာအပြည့်နဲ့အာယုံဆိုင်မှုပါပဲဒီအရေးသွေးမြင့်အချိန် quality time ကကလေးရဲ့စိတ်ဖိစီးမှုတွေကိုလျှော့ချပေးပြီးစိတ်ခံစားမှုတွေကိုထိန်းချုပ်တက်ဖို့ကူညီပေးပါတယ်ဆရာဝန်ဤလက်တွေ့ကျအကြံပြုချက် Golden 20 minutes Nilam နေ့တိုင်းအနည်းဆုံးမိနစ်20ကိုအချိန်သတ်မှတ်ပါဖုန်း TV အလုပ်ကိစ္စအားလုံးရပ်ထားပြီးခလေးရွေးတဲ့ကစားနည်းကိုပဲကစားပေးပါခလေးရဲ့စိတ်ခံစားချက်ကိုနမည်တက်ပေးပါခလေးကဒေါသထွက်နေရင်ဒါဝမ်းနေနေတယ်ဒေါသထွက်နေတယ်ဆိုတာနားလေတယ်အဲ့ဒီလိုခံစားရတာမဆန်းပါဘူးလို့ပြောပေးပါဒါဟာစိတ်ခံစားချက်ကိုထိန်းချုပ်ဖို့အစပြုခြင်းပါညနေစပွဲဝိုင်းမှာဖြစ်ဖြစ်ကစားချိန်မှာဖြစ်ဖြစ်မိဘကိုယ်တိုင်ဖုန်းကိုအခြားနေရာမှာထားပြီးစံနမူနာပြတာပါ မိဘများခင်ဗျာကျွန်တော်တို့တွေဟာကလေးကိုအကောင်းဆုံးဖြစ်စေချင်လို့ဤပညာနဲ့အလုပ်တွေကြမှာရုန်းကန်နေရတာနားလဲပါတယ်ဒါပေမဲ့ကလေးအတွက်အကောင်းဆုံးယဉ်ဤမြုပ်နှံမှုဟာပတ်စံမဟုတ်ပဲတင်းရဲ့အာယုံဆိုင်မှုသာဖြစ်တယ်ဆိုတာကိုယုံကြည်စေချင်ပါတယ်တင်းရဲ့အမြင်ကိုပြောပြပေးပါတင်းကရောကလေးနဲ့အတူဖုန်းချပြီးကစားဖို့ဘလို့အခက်ခဲတွေရှိနေလဲတင်းနဲ့တင်းကလေးကြားကဆက်ဆံရေးကိုပိုကောင်းအောင်လှုပ်ဆောင်နေတဲ့နီလန်ကောင်းလေးတွေရှိရင်ရှယ်လုပ်ပေးခဲ့ပါဦး ha ha ha